မင်းတွေကစာပတ်မယ်ဆိုတာဆရာမင်းတွေကဆိုတာတချိန်လုံးကကျွန်တော်တို့စီမှာလာနှိမ့်ခံတယ်ဒီမှာလာနှိမ့်ခံတယ်စီသူ့ရဲ့ဘူဂျုံလိုက်အိမ်မှာကျွန်တော်အိမ်မှာတပ်တော့နှိမ့်ပေးရတယ်သူ့နှိမ့်ပေးတဲ့အချိန်မှာသူ့တပည့်အပြောက်ကသူ့ဆရာပြောတဲ့စကားတွေကိုလည်းဆက်နေကြိုက်ပြီးတော့ခါတဲ့စာရေးတယ်အဲဆိုတော့အဲ့ဒီအချိန်ကအဲ့ဒီအချိန်ကြီးတဲ့ကျွန်တော်တို့ကခင်ခဲ့တာဆရာမင်းတွေကကျွန်တော်တို့အဲ့ဒီကရင်းကြီးခဲ့တာသမလာအနေခံနေကျွန်တော်သူ့အိမ်မှာတော့နှိမ့်နေအိမ်မှာတွေက ဲ့တော့ကျွန်တော်တို့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းဒီစာရည်ကြီးအများကြီးဟုတ်ကဲ့ကျွန်မကခုချော်啊ကျွန်တော်သက်ဦး80ရှိပါတယ်ကျွန်တော်ဒီမှာလှုပ်လှုပ်တာတော့43နှစ်ရှိပြီကျွန်တော်ဒီခွင်းသက်သက်နဲ့အနှစ်40ရှိပြီကျွန်တော်အလုပ်စားလုပ်တဲ့ချိန်ကတော့ ကျွန်တော်ဆရာရောပါတော့အကုန်လုံးရှိကြတော့ဗောအဲ့တော့လူများတယ်လူ20အစိတ်လောက်ရှိတယ်အဲ့ရှင်တော့ကျွန်တော်ဆရာကလူကြီးပိုင်းပြီဗောအများကြီးပဲကျွန်တော် level တို့လည်းရှိတော့ဗောလေအခုချိန်ကျတော့အကုန်လုံးစေရလွယ်ဈေးကုန်အဲ့လိုဖြစ်သွားတယ်ပျောက်ကုန်ဗောကျွန်တော်တို့အလုပ်စားလုပ်တဲ့အချိန်တော့ဆိုတခါနေမှ၅ချက်ပဲရှိတယ်အဲကျွန်တော်မိသားစုတဲ့အိမ်လုံးကိုကျွန်တော်တယောက်ပဲအလုပ်လုပ်ကြတာအဲငါးချက်ခက်ကအခုခင်းနေကြတော့မရတော့ဘူးငါးရုပ်ရှိငါးရုပ်လုံးလုံးမှတင်းစားမှာ ကျွန်တော်စားလှုပ်လှုပ်တဲ့ချင်းကအောက်ပိုင်း၃ကြက်အပေါ်ပိုင်း၂ကြက်ဒီကိုလုံးမှ၅ကြက်အဲ့ရင်တဆင်ကျတက်လာတာတဲတဲတဲအခုဆိုရှင်တဆဆင်ကိုတောင်းဝင်ဖြစ်သွားပြီတနိုင်အဖြစ်ရှင်နေလို့ရှိရင်၂တောင်းအိမ်ဒီပိုင်းလိုက်နေတဲ့ခါကျရှိရင်၂တောင်းခွဲ၃တောင်းအဲ့လိုကျွန်တော်ဆရာတွေကဟိုအရင်တော့ဆိုရှင်သူတို့ကကျွန်တော်ဆရာသူတို့ကအိမ်ပြတာကအိမ်ရနေရောက်လာဆရာအဲ့တော့ဒီမှာမလုပ်ခဲ့မသူတို့ကဒီစီဗလင်းလေးနဲ့အမှလက်သိမ့်မလေးသိမ့်မလေးဆိုအော်အော်ရော ရှောက်နေတာတမတ်ငါမှုခေကအဲ့ဒါတမတ်ငါမှုဒီပေါ်ပိုင်းစီးရဲ့လိမ့်နဲ့ကောင်းဆွဲကောင်းလဲဆွဲသကြွဆွဲတမတ်အဲဒီကုလုံးလေးငါမှုအဲအဲ့တော့အဲ့လိုရှောက်နေတာပြီးတော့မှကျွန်တော်ငါးချက်ခိချက်မှပြင်မှအထိုင်ကြွားတာညာပိုင်းမညာပိုင်းမဟိုးလုံးနေရညာပိုင်းပဲအရင်တော့ဆိုကျွန်တော်ဒီမှာညနေ6နာရီလာတယ်မနေ့က6နာရီမှပြန်လာတခါကျရင်ခုံမှမပြူသွားရအဲ့လိုခုံမှအေးအေးနေတာအာမနေ့6နာရီထိုးသွားတော့ဟာကားရဲသွားမှကမန္နထ မဲ့မူးနေတယ်ညာဆက်လက်လိုက်တနားရအလုတ်ကောင်းတဲ့ချိန်အာအယုတ်အကျန်းကောင်းတယ်ဟိုမကျွန်တော်စီမှာအနစ်ခံမှုအဲ့ဒါတယောက်လာလို့ရှိရင်ဦးကျော်ဘယ်ယောက်ဆောင်မလဲအဲကျွန်တော်ဓာပီမှာ၂ယောက်ရှိသေးတယ်၃ယောက်ရှိသေးတယ်အဲ့လိုပြောရတယ်အခုလို့တယောက်တယောက်ဆောင်ဆောင်ပြီးအလုံးမလုံးအောင်အလုတ်ကအဲ့အချိန်ကအရန်ကောင်းတယ်အခုအချိန်ကမှတရက်ကိုတယောက်၂ယောက်ကအပြင်ပို့မရအောင်အချိန်လည်းမရှိဘူးလေအခုအချိန်ကြီး ဟောဆယ်လိုက်ကိုဆက်လိုက်ဆက်လိုက်လာဆိုပြန်ပြီးဆိုတော့အရင်တော့အဆင်မပြေတော့အရင်တော့ကတော့အဆင်ပြေတယ်ငါကြောက်ခိကဆို အာပြိုင်နေရတာအများကြီးလေဒါလူတယောက်အစတော့မကြောက်ဘူးအဲ့ရှင်မ15မိနစ်မိနစ်20ဆိုတာအများဆုံးပဲလူတယောက်15မိနစ်မိနစ်20ဆိုအများဆုံးပဲဒီလောက်ပဲအခုခိကြတော့အဲ့လိုလိုလိုမရတော့ဘူး55မိနစ် တနာကြီးအဲအဲ့လိုအဲ့လိုဖြစ်သွားတယ်အချင်းချင်းနဲ့ပူကြပြီးရရှိတော့မမီးတပည့်လည်းမဟုတ်ဘူးဒီမှာရှိခဲ့တာကျွန်တော်ညီကြောက်ကိုကျွန်တော်ကပြန်သိကြီးခေါ်လိုက်ကျွန်တော်တူတယောက်ကျွန်တော်ရမရကြီးကိုခေါ်ရတယ်ဒါကျွန်တော်ညီလေးဆုံးသွားပြီကျွန်တော်ရဲ့ယောက်ဖလည်းဆုံးသွားပြီကျွန်တော်ရဲ့တူလည်းဆုံးသွားပြီကျွန်တော်တယောက်လည်းကြာတော့တယ်ဒါကျွန်တော်လှုပ်ဖို့ကံမဲ့တယ်လည်းအများကြီးဆုံးတဲ့လူတွေအများကြီးပဲကျွန်တော်ယူကြီးပိုင်းသမားတွေ ကျွန်တော်တို့ဆရာတွေသူတို့လည်းအကုန်လုံးဆုံးကုန်အဒီကိုဗစ်ကာလအချိန်မှာတော့ကျွန်တော်မှဆယ်ရောက်လောက်ကျန်တယ်ကိုဗစ်ကာလမှာကျွန်တော်နှစ်နှစ်လောက်နားလိုက်ရတယ်အိမ်ပေါ်တော့မဆင်းရအောင်ဒီခုံကအနှစ်40ရှိဘူးနှစ်40အနှစ်40ခေါ်လာကျွန်တော်တို့ဒီမှာလာအနှစ်ခံတဲ့လူအများဆုံးကတော့ကျွန်တော်စနေတဲ့ချိန်မှာတိရုပ်လူမျိုးတွေဒီလောက်ကလည်းဒီတုတ်တန်းမှာပဲလှုပ်ရှားလို့ရတယ်တစ်ချက်နဲ့မှလှုပ်ရှားလို့မရအောင် တရုတ်လူမျိုးတွေကအကျုံးနဲ့ပတ်သက်လို့ရှိရင်အများအန်းဆိုတာ excess လုပ်တယ်အများအန်းအကျော်လျှော့တယ်ခန္ဓာကိုယ်ရဲ့ဆူရွက်လူကြောကိုဆိုတော့အဖိတ်မခံအောင်အများအန်းဖွင့်လာတယ်ကျွန်တော်ဖောက်တယ်ပြောဆိုရင်အရင်တော့ပေါ့လေလူငယ်တဲ့နှစ်ဆယ်လောက်ကနေတိုင်းနေတာရက်ပြက်မရှိဘူးအဖိုးသက်ရှိစေဘူးမနေ့ဆိုပြီးတော့သုံးလိုက်လောက်ထားတယ်လမ်းလျှောက်တယ်ဥစားကိုပန်းချောင်သူလမ်းလျှောက်တယ်ခွန်နိုင်ထိုးနဲ့သရီးမှာစိုင်ထိုင်တယ်ညနေ ပြလို့ရှိရင်ဒီမှာလာတဲ့အနစ်ခံတယ်စကူလက်မှာဆံမျိုးတောက်တယ်ပြီးပြန်တယ်သမီးမဆောင်ရဘူးအဲ့ဒီဖောက်တယ်ကနေတိုင်းနေတာပြက်ပြက်မရှိဘူးကျွန်တော်တော့ပြန်စိန်ကောမင်းကပြန်ပြီးလမ်းလျှောက်မလားလို့စိန်ကောကြီးအဲ့ဒါလို့သူကမနေ့ဆိုသုံးလက်ထားပန်းချက်မှသွား exercise လုပ်တယ်ဦးစက်လမ်းလျှောက်တယ်တနေ့ကိုဈေးရောက်တယ်ညကျအနစ်ခံတယ်ပြီးဆံမျိုးတောက်တယ်ပြန်အိတ်တယ်အဲ့ဒါသူကနေတိုင်းတရက်တလီကျွန်တော်အလုံးမစင်းဘူးကျွန်တော်နောက်နေ့ကျရင်ပြဿနာရှာပြီဘာထူးပြလို့ဆိုတော့အဲ့ဒါအနစ်ခံတဲ့လူပဲသိမယ် အနေမခံတယ်မသိဘူးအငတ်တူကတခါမှအနေမခံဘူးဆိုပြီးဘာမှသိမအောင်လဲပေါ့အေးညောင်းနေညားနေတခါလာနေလဲနှခေါလာနေသူရဲ့ရှင်ကြီးပေါ့သွားတယ်တကယ်လို့ပေါ့ချစ်သွားတယ်အသမနာပဲနဲ့သူကျုပ်လူကျုပ်ပွင့်သွားအယောရဲ့ချီလင်ကမှတ်ညာအားကောင်းတယ်အယောမချီလင်မှတ်ညာအားနေတယ်မေးတတ်တယ်စိတ်တူတယ်လုပ်ငန်းချိန်မှလည်းများအဲ့ဒါနဲ့ပတ်သက်ဖြစ်လာလို့ရှိတယ်လုပ်ငန်းမှာထိခိုက်တယ်အဲ့တော့အထိခိုက်မခံဘူးလည်းနဲ့ဖြစ်လာရင်ပြေးလာတာလည်းနဲ့ဖြစ်လာရင်ပြေးလာတယ်တချို့ဆိုရင်မင်းတို့စီမှာအနစ်ခံတာစွဲတယ်ကွာတယ် ဒါဆွဲတာအကြောင်းမဟုတ်ဘူးဘေးမြူဆွဲလို့ရှိရင်ခင်ဗျာလူဘဝသုံးွားလိမ့်မယ်သုံးွားလိမ့်မယ်မူရီဆွဲွားဆွဲွားရင်ဘယ်လိုလုပ်မလဲစိတ်ွားလိမ့်မယ်ရှိရဆွေးရင်ကုန်ွားလိမ့်မယ်အဲ့တော့ဒီအနစ်ခံတဲ့အလို့ကခန္ဓာကိုယ်သူရလူကျော်ဖွင့်နေတာကျမ်းမိုက်ကောင်းတယ်လင်းမဖြတ်ဘူးလင်းမဖြတ်ဘူးသုံးတော့အပြင်ယောဂလည်းကုသမှုဘူးခုခံကကောင်းတယ်အဲ့ဒါကျွန်တော်ရှင်းပြတယ်တန်တကယ်ပြောရင်ကျွန်တော်တို့ကအနှိမ့်နေမဟုတ်ဘူးဒါအကျိုးပြင်းနေစရာပဲနံပါတ်1ကျွန်တော်ကလည်းခန္ဓာကိုယ်ဒီကိုယ်လုံးမှာခြိပြဲဆံပြားတွေကိုသူကျိုးလူကျိုးလေးတွေကို ကျွန်တော်ဖွင့်ရင်သွားတာသူရလူကျော်လေးကိုဖွင့်အောင်ဖွင့်သွားတာခြေပြားနဲ့ဆိုင်ပြားကြည့်သူရလူကျော်အဒူဂျင်းဇက်ကဟာလို့ဖွင့်နေလို့ရှိရင်ကျမိုက်ကောင်းတော့မင်းတွေကစားမပါမယ်ဆိုတာဆရာမင်းတွေကဆိုတာတချိန်လုံးကကျွန်တော်စီမှာလာနှိမ့်ခံတယ်ဒီမှာလာနှိမ့်ခံတယ်ဒီသူ့ရဲ့ဘူဂျုံလိုင်းအိမ်မှာကျွန်တော်အိမ်မှာသွားသွားနှိမ့်ပေးရတယ်သူ့နှိမ့်ပေးတဲ့အချိန်မှာသူတပည့်အပြောက်ကသူဆရာပြောတဲ့စကားတွေကိုလည်းဆက်လက်ကြိုက်ပြီးတော့ခါတဲ့စာရေးတယ်အဲဆိုတော့အဲ့ဒီအချိန်ကအဲ့ဒီအချိန်လေးကကျွန်တော်ကခင်ခဲ့တာ ဆက်မီးစစ်ကကျွန်တော်တို့အဲ့ဒီကရင်းကြီးခဲ့တာကျောင်းမလားအနေခံနေကျွန်တော်သူ့အိမ်မတော်နှိမ့်စင်းအဲ့မှာတွေကအဲ့တော့ကျွန်တော်တို့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းသူစာရည်ကြီးညာကြီးဖမ်းပြောသူဘာသူဘာမရှိဘူးအခုလည်းပြောသူအနေခံနေတယ်သူပါဇက်ကပြောတော့သူတစ်ဖက်ချက်ကလိုက်ပြောစာရည်တယ်ဒါတော့ပဲဒါတော့ပဲအထူးထူးဘာမရှိဘူးအုံလဲတာတို့အလားဒီအောင်ကျွတ်လက်ပညာငုတ်တာတို့ဟုတ်လားဘာလို့အကုန်လုံးလုပ်လို့ရတယ် ။ဟိုမအောင်သေးနဲ့ဇကတ်လှည့်လို့မရဘူး။လာကျွန်တော်စီလာထိုင်15မိနစ်ပဲပြူသွားကောင်းအောင်မယ်။လက်ကြီးမြောက်လို့မရဘူး။ဟာလက်ကြောလက်ပြောင်းတင်တာ။လာထိုင်ကျွန်တော်လုတ်ပြလိုက်15မိနစ်ပဲပြတ်ပြောက်သွားမယ်။ဒါပြီးလက်မောင်းလက်မောင်းနေနေတာ။လက်မောင်းချက်သားလေးနေတာ။ဒါလက်မောင်းချက်သားလေး။ဒါနဖူကျော်လေး။အဲဒီအောင်ရုံးနဲ့ထင်ကျော်ရေအကုန်လုံးဖွင့်နေတာ။ 那你也空着，你睡、啊、觉，那你着？你这骗、啊欸啊、的，你这骗的，你不着觉，不是不是的睡了嘞。你你那就真不是的睡了，哎。俺都没骗哦，你睡觉的，你睡、啊、觉的，你干的不买，俺睡觉的，你干就起来。俺考嘛去再叫你，那不可能的。 ခေါ်တယ်အဲ့တော့နမူနာလေးပဲရှိသေးတယ်တေချာအနစ်ခံတဲ့ဒီမှာအိပ်ပျော်သွားတယ်မယ်ဒီမှာအနစ်ခံတဲ့လူတွေကမသိတဲ့အချိန်တော့တော့ဘာပြောလဲအာဒီလူကခုံမထိုင်ပြီးတော့အိပ်နေတယ်လာပြီးစိန်ခံနေတယ်အဲ့လိုပြောကြတဲ့သူတွေအာအခုသူတို့နှိမ့်နေရတာသူကအနစ်ခံရင်လည်းအလကားအနစ်ခံတာမဟုတ်ဘူးထိုင်ပြီးစဉ်းစားနေတာ အနစ်ခံအောင်ရိုးတွေပွင့်သွားတော့လေစဉ်းစားလို့ကောင်းတယ်ငါလုပ်ငန်းကြောင်းတွေပစ္စည်းတွေတောင်းအောင်တိုးအောင်မလားပစ္စည်းတွေဘယ်လိုလုပ်ကောင်းပဲကြောင်းဝင်လုပ်လိုက်တာအကုန်လုံးကုန်တဲ့ပွဲစားတွေအများဆုံးနှိမ့်တာသူလုပ်ငန်းကြောင်းနဲ့ပတ်မယ်မိသားစု family ကြောင်းနဲ့ပတ်သက်မယ်အဲ့ဒါစဉ်းစားဈေးနဲ့ဆိုအဲ့ဒါစဉ်းစားနှိမ့်တာစဉ်းစားလို့ကောင်းတယ်ဗောမှောက်လေဒါလေးမှောက်လေရှင်းမခုံမလက်ကျင်တာလေအေးရလေးတွေ ကျိုးလေးတွေအဲဒရုန်လေးနဲ့ထောင်းပေးတယ်ကျိုးအလေယူရဲ့ဘေးနှစ်ဖက်အရှိတဲ့အကျိုးလေးတွေပေါ့ကျိုးအလေရဲ့ဘေးနှစ်ဖက်ကအကျိုးလေးတွေဘုန်းတော်ကတော့အဲ့ဒီချိန်ခက်ခဲနေခုခင်းတော့မတူတော့ဘူးလေလာတဲ့လူတွေကတော့ပုံစံမျိုးမျိုးပဲပေါ့အဲတကယ်အဲ့ဒါဘောကြီးဟိုမှာစူပါဝမ်းတစ်သေးတို့ပါလို့ညောအဲ ကျွန်တော်တို့ဒီမှာနေခံတဲ့ရွှေပြဲတို့ရွှေပြဲတစ်ထည်တွေကျွန်တော်တို့နေခံပြီးတော့တော်တော်များများအကြီးကြီးပဲနေရဒီဘုံတန်းနေတဲ့ပတ်သက်လို့ရှင်တော်မှာအရာရှိကြီးတော်များများနေဖူးတယ်အရာရှိတော်များများလည်းနေဖူးတယ်အရာရှိဂျိုးအရာရှိကိုလူကြီးတွေတော်များကျွန်တော်နေဖူးတယ်အခုချိန်ကြီးကျွန်တော်လှုပ်လိုက်အလုပ်သက်သမ်းမှာလက်သက်လက်မှာနေရှိုးဝလာမေးတယ် မင်းတို့ဒီမှာနှိမ့်နေကွာမင်းတို့စခန်းလာပြီးတော့ဘာမှမယုံဘူးလားစီမင်းမမောင်းထုတ်ဘူးလားလာမျိုးကြတယ်ဒါကျွန်တော်လှုပ်လိုက်အလုပ်သက်သာအခုချိန်ကျူဒီနေ့ရေစခန်းရှိတယ်စခန်းလူတရားမှဘာမှမပြောဘူးတရားမှလည်းအလကားမနေဘူးအနိုင်ကျင့်ပြီးလှုပ်လိုက်လည်းမရှိဘူးစခန်းလူရဆာစီမင်းလည်းဒီလိုပဲကျွန်တော်လာပြီးတော့မောင်းလည်းမထုတ်ဘူးအဆန်လည်းမဆောင်ဘူးဘူးမှမဆောင်ဘူး ဟောမရှိမကြောင်းနဲ့ကိုတက်တဲ့ပညာလေးနဲ့လမ်းမိမှာယူသက်သက်နဲ့ဖြူစင်းနဲ့တန်ရှိတန်ရှိလို့ရှာစားနေရတော့ဆိုတော့သူတို့ဘာပြောမှလည်းဟဲ့မလားကျွန်တော်တို့အားလုံးကဖြစ်တယ်ကြည့်တော့မှမိသားစုတွေအကုန်လုံးကကြည့်တော့မှရှိတယ်မိသားစုအားလုံးကလည်းကျွန်တော်ရဲ့မိသားစုတွေပဲကျွန်တော်တို့သဘောထားတယ်အကုန်လုံးကချစ်ချစ်ခင်နေယနေ့ရှိကျွန်တော်ဒီမှာလှုပ်လှလှုပ်ဆက်ဆက်သမ်းမှာတခါမှအမှားဆိုတာမရှိသေးဘူး မဟုတ်တာမပြောမဟုတ်တာမလုပ်ဘူးဘယ်လိုပြဿနာမျိုးလည်းမဖြစ်ဘူးကျွန်တော်တော့ရှင်ပြရင်ကျွန်တော်ကသူမြိုက်ပြောသူပေါ့ကျောင်းကအပြင်းလူသိမသိကျောင်းကိုမမိုက်တပြီတော့ဆီတယ်အဲ့အဲ့ဒီပုံမှန်မျိုးပဲကျွန်တော်ကိုကျွန်တော်မြန်မာနိုင်ငံရှိသူအကုန်လုံးကကျွန်တော်သိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကလာနေခဲ့တဲ့လူကနေပေါင်းဆောင်လာကြတယ် လာမီးတဲ့တောင်ကြီးမြေမျိုးရှမ်းပြည်တောင်ပိုင်းဘကိုးစင်းကြီးအကုန်ကလာကြတယ်လေအဲ့မှာနိုင်ငံသားမှတော့သိတယ်နိုင်ငံသားတိုင်းအများကြီးကျွန်တော်နေဘူးလေအဲ့တော့နိုင်ငံသားနိုင်ငံတိုင်းမှာလည်းကျွန်တော်ဟိုတစည်းလူရှိခတ်ချက်ရပဲအဲ့လိုပဲတချို့ကလာတယ်နေကသဘောကျတယ်ဖော်တမခေါ်နေတယ်နေတိုင်းနေတယ်ပြောဓပုနေရိုက်တယ်ဘာညာလုပ်တယ်ကိုကတော့မသိတာသူတို့ကအကုန်လုံးသိတယ်အဲ့လိုပေါ့ ကောလည်းအသက်ကကြီးပေါ်သိတဲ့အလုပ်တွေအများကြီးမလုပ်နိုင်ဘူးလေတယောက်နှစ်ယောက်လုံးပြန်တယောက်နှစ်ယောက်လုံးလုံးပြန်ပေါ့ဟုတ်မလားအရင်တော့မလုပ်နိုင်တော့ဘူးအများကြီးလုပ်နေတော့ကျွန်တော်ပုံမှန်တော့6နိုင်လောက်ရောက်တယ်တခါကျရင်ကားနောက်ကျရင်6နိုင်ခွဲလောက်ရောက်6နိုင်ယူ6နိုင်ခွဲပေါ့ရောက်တယ်အဲ7နိုင်ဖုန်းဆက်ပြီးတူပါလန်ရတယ်တချို့အဲ့လေကျွန်တော်ဖုန်းနံပါတ်ကိုသလိုမှရှိတယ်ဥကြောကျွန်တော်9နိုင်လောက်ရောက်မယ်ဥကြောကျွန်တော်10နိုင်လောက်ရောက်မယ်ဥကြောကျွန်တော်10နိုင်ရောက်မယ်အဲ့ရှိကျွန်တော်ထိုင်ဆောင်တယ် အကိုကကျွန်တော်အဲ့လိုဖုံးဆက်ပြီးမှလာရင်တခြားအဲ့ဒါလာကျွန်တော်လက်ချောင်းလို့မရတော့ဖုံးဆက်လာတော့ပူစီရတော့အဲ့လို